အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာရှိတဲ့စာတင်ကျောင်းဝင်းအတွင်းတောက်ချာနေမိုးလွဲပိုင်းကစူတောင်းချိန်မှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ဒါဇင်နဲ့ချီတဲ့လူတွေဒဏ်ရာရရှိခဲ့ပါတယ်။အင်ဒိုနီးရှားအနာပိုင်တွေကတော့တန်တရားရှိသူကျောင်းသားတအုပ်ကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားအောက်လွှတ်တော်ဒရီယာဥက္ကဋ္ဌကအသက်18နှစ်အရွယ်လူငယ်တအုပ်ပေါက်ကွဲမှုနဲ့ဆက်ဆက်နေတယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီစေကျော်သက်ဟာလက်ရှိမှာခွဲစိတ်ကူတာမှုခံယူနေရပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ကလည်းဒီပောက်ကွဲမှုဟာအကြမ်းဖက်လုပ်ရဟုတ်မဟုတ်ကိုစုံစမ်းစစ်ဆေးနေပါတယ်။ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာကကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုလက္ခဏာတွေဝင်တွေ့ရပါဘူး။ဒီဖြစ်ရပ်ဟာမြောက်ဂျာကာတာကလပါဂိတ်တီမှာရှိတဲ့အစိုးရအထက်တန်းကျောင်းဝင်းအတွင်ဘလီရဲ့နောက်ဘက်မှာဖြစ်ပွားခဲ့တာပါ။ မြို့တော်ရဲချုပ်ကတော့ဒီပောက်ကွဲမှုကြောင့်လူ55ဦးကိုဆေးရုံတင်ပို့ခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့ကလုံခြုံရေးကိုတင်းကျပ်ထားပြီးတော့နောက်ထပ်ပောက်ကွဲစီတက်တဲ့ပစ္စည်းတွေမရှိစေဖို့အတွက်ဘုံရှင်းလင်းရေးအဖွဲ့ကိုအခင်းဖြစ်ပွားရာနေရာကိုချထားခဲ့ပါတယ်ခင်ဗျာ။